စ္စည်းဥစ္စာမွေးခြင်းမွေးပါစေတရားနဲ့ပညာမမွေးပါစေနဲ့လောကလူတွေကမွေးတယ်လို့ထင်တာပစ္စည်းဥစ္စာမရှိမှအမွေးလို့ထင်တာမြတ်စွာဘုရားရဲ့အဆုံးအမစကားကြတော့ပစ္စည်းဥစ္စာရှိတာမရှိတာကိုအမွေးလို့မခေါ်ဘူးနော်ဘာကူမှအမွေးခေါ်တာတော့ဆိုတရားတရားလည်းမရှိဘူးအသိပညာလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အမွေးလို့ခေါ်တယ် ဘာကြောင့်လို့ဆိုရင်တန်ရာမှာဆက်ပြီးမွဲမှာပဲလေတရာလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကတရာမွဲပညာမွဲတရာမွဲသည့်အတွက်ကြောင့်ပစ္စယောစာမွဲအောင်မယ်ပညာမွဲသည့်အတွက်ကြောင့်ထွက်ပေါက်ရှာမတွေ့နိုင်ဘူးအဲ့တော့ပစ္စယောစာမွဲခြင်းမွဲပါစေတရာနဲ့ပညာမမွဲပါစေနဲ့တရာမမွဲဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာမကြခင်မဲ့ပြည်ပြီးချမ်းသာသွားတဲ့ပုဂ္ဂိုလ်